မင်္ဂလာပါဒီနေ့မှာတော့အရန်တန်ပြီးတော့အရန်ွယ်လိုကောင်းနေဆယ်ဘက်ပဲရှိတယ်မြန်မာငွေနဲ့ဆိုတထောင်နီးပါးလောက်ပဲရှိတယ်ဈေးလေးကိုလှိနေသွားမှဖြစ်ပါရဲ့ခင်ဗျာအဲ့တော့ဒီဈေးလေးမှာဘာတွေရမလဲဘလောက်ဈေးွယ်လိုကောင်းလဲဆိုတာကိုကျွန်တော်တတူလိုက်ကြည့်ပြပါအောင်နော်ကျွန်တော်တို့ကတော့လှိလေးနဲ့သွားတာဖြစ်ပါတယ်လှိဘူးဟာတယောက်ကို၈ဘက်ပဲကျပါတယ်ဒီဈေးလေးရဲ့နာမည်ကိုကြတော့စံဖန်းဈေးလို့ခေါ်ပါတယ်ဒီစံဖန်းဈေးထဲမှာကြတော့ပစ္စည်းတွေတော်တော်လေးစုံနေပေါ့နော်ဘာပစ္စည်းကိုပဲကောက်ယူယူအနည်းဆုံး၁၀ဘက်ကစတယ်ပေါ့နော်ဒါပေမဲ့ယူတဲ့အခါကျရင်တော့၅မျိုးကနေစယူရတာဖြစ်ပါတယ်၃မျိုး၅မျိုး၃ခု၅ခု၁၀ခု အဲ့လိုစယူမှသူကဆယ်ပန်းနဲ့ပေးတာဖြစ်ပါတယ်အဲ့တော့လက်ကားယူပြီးတော့ပြန်အောင်မဲ့သူတွေအတွက်ဆိုရင်တော့တော်တော်လေးကိုကြိုက်ပြီးတော့ဈေးဝယ်လို့ကောင်းနေဈေးလေးဖြစ်ပါတယ်ခင်ဗျာဒီဆယ်ပန်းဈေးလေးကပစ္စည်းတော်တော်လေးစုံပါတယ်ဒီဈေးလေးမှာကြတော့ကလစ်တွေငကတ်တွေပြီးကြတော့မျက်ကပ်မှန်တွေအဆက်ဆိုတော်တော်များများကိုဒါဈေးတော်တော်လေးနဲ့ရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်လက်ကားပြန်အောင်မဲ့သူတွေကဝယ်ချင်နေလို့ရှိရင်တော့ဒီဆယ်ပန်းဈေးလေးကိုမဖြစ်မနေသွားပါလို့အကြံပေးပါစေခင်ဗျာဒီဈေးလေးကအများစုဟာဆယ်ပတ်တန်လေးဖြစ်လို့ဆယ်ပတ်တန်ဈေးလို့ခေါ်တာဖြစ်ပါတယ်ဒါပေမဲ့တခြားဟာတွေကတော့ဆယ်ပတ်ထက်ပိုတယ်ပေါ့နော်ဒါပေမဲ့ဆယ်ပတ်ထက်ပိုတယ်ဆိုရင်မှလည်းလက်ကားဈေးလေးဖြစ် လို့တော်တော်လေးဈေးဝယ်လို့ကောင်းပြီးတော့ပြန်ရောက်လို့ကောင်းတယ်ဈေးလေးဖြစ်ပါတယ်ကျွန်တော်ကတော့ဈေးပြန်ရောက်မဲ့သူနဲ့လိုက်သွားတာဖြစ်တဲ့အတွက်ကြောင့်သူတို့ဈေးဝယ်တာကိုလည်းကျွန်တော်လိုက်ကြည့်ခဲ့တယ်ပေါ့နော်အခုဆိုရင်တော့အများကြီးဝယ်ခဲ့ပြီဖြစ်ပါတယ်အားလုံးပဲဈေးလေးမှာဈေးဝယ်ပြန်ရောက်ရင်လည်းအမျက်တွေအများကြီးကျန်ကြပါစေလို့ဆုတောင်းပေးလိုက်ပါခင်ဗျာအားလုံးပဲတက်တာပါ